ိုဝါဘလက်ကိုတော့တော်တော်လေးကိုအထင်သေးမိသွားတဲ့အနေအထားတစ်ခုမှရှိပါအားလုံးပဲမင်္ဂလာပါဗျာမာရှယ်မင်းကြီးမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်အနေနဲ့ဒီပွဲပွဲကြိုသုံးသပ်ချက်တုံးအောင်ဆိုလို့ရှိရင်ဒါဆန်ကန်တစ်ကိုစိုဝါဘလက်အနေနဲ့နိုင်မို့လုံးဝမလွယ်ဘူးဝမ်ချင်မြန်ရှစ်ကနေပြီးတော့အရန်ကြီးမမျှတာကိုတည်ပင်းမိရဲ့ဆိုပြီးတော့ဒါပြောထားရယ်ပေါ့နော်တကယ်တဲ့ပွဲထဲရောက်တော့လုံးဝတခြားစီဖြစ်နေပါဒီပွဲမှာဒါဆန်ကန်တစ်ကို spinning wicket ပုံစံမျိုးနှစ်ခါတော့ကန်ပြီးတော့ knock down ကြအောင်ယူတယ်ပြီးတော့အမှတ်နဲ့အပြတ်အသတ်နိုင်ရရှိသွားပါ ြောမယ်ဆိုလို့ရှင်များတရှိနေထားရဆိုလို့ရှင်ဆူအဘလက်ကပထမအချိန်မှာဘယ်လိုပုံစံမျိုးပွဲထွက်လာလဲဆိုတော့အဓိကအားဖြင့်ပြိုင်ဘက်ကိုအရန်ကြီးဖိုက်တာမဆုတ်ဘူးဒါပေမဲ့ဒီဆန်ကတက်ကညာလက်သီးနည်းနည်းလေးအာတန်တယ်ပေါ့နော်ညာလက်သီးနဲ့ဘယ်ဝိုက်အာတန်တဲ့အတွက်ကြောင့်မလို့အိတ်ခေါင်တွေကိုအားပြုတ်ပြီးတော့ဖိပြီးတော့ထိုးချင်တာဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှင်ဒီဆူအဘလက်ဘက်ကနေပြီးတော့ကောင်းတာဝင်တာတော်တော်လေးမြန်တယ် ပြီးတော့ပြန်ထွက်သွားတာရင်းလည်းတော်တော်လေးညံနေပါတော့။ဆူပလက်အနေနဲ့ဒီပွဲကိုတော်တော်လေးအာရုံစိုက်ထားရတဲ့လို့တော့ကျွန်တော်နေခံစားပါ။ဘာဖြစ်လဲဆိုတော့တချို့ movement တွေမှာဆိုလို့ရှိရင်သူ့အပိုင်းထိုးခံရခံနေကြတော့မှသူ့အနေနဲ့တော်တော်လေးညင်ညင်မြန်မြန်ရှောင်ထွက်သွားနိုင်တာကိုတွေ့ရတယ်။ပြောရင်ပထမအချိန်မှာဆိုလို့ရှိရင်ဆူပလက်အနေနဲ့နည်းနည်းလေးပို့ပြီးတော့အတစ်ဖြစ်တယ်။ခြေကန်ကျက်လက်သီးထိုးချက်တွေနည်းနည်းလေးပို့ထည့်ရပါတော့။ဒါမဲ့အဲ့လောက်ကြီးကွာတဲ့အနေထားတော့မဟုတ်ပါဘူး။ပြီးတော့ဒုတိယအချိန်ရောက်လာရပါတော့။ ဒုတိယချိန်မှာဆိုလို့ရှိရင်ဒီ Super Plan ရဲ့ဘဲဖြောင်းလက်သီးက15တက်ကိုဒါ knock down ကျလူနေပါပေါ့နော်မူးသွားတဲ့အနေထားဖြစ်သွားတယ်ပြီးတော့အင်းအနေထားမှာ၃လေးချက်ဒါ Super Plan ဘက်ကနေပြီးတော့နည်းနည်းလေးတိုက်ပြီးတော့ဝုံလိုက်နိုင်တယ်ပေါ့ဗျာအဲ့လိုမျိုးဝုံလိုက်နိုင်တဲ့အချိန်မှာဆိုလို့ရှိရင်ပွဲရဖြည်းဖြည်းချင်း Super Plan ဘက်ကိုနည်းနည်းလေးပါလာပါပြန်ဆန်ကတက်ကပါဝါနဲ့လိုက်ကျုံးမှုလုတ်တယ်ဆိုပေမဲ့သူအဲ့လိုလုတ်တိုင်းကောင်တာထိုးခံရပြီးတော့ပဲဒါဆိုအမလက်ကပြန်လွတ်သွားပါ ဆံခံတဲ့လှုပ်ချင်တဲ့ပုံစံအပြားဖြစ်ဖြစ်ချင်းဒါဆိုအပလက်ကိုချောင်းပိတ်မယ်ပိတ်ပြီးတော့မှချောင်းပိတ်ပြီးထိုးမယ်ဆိုပြီးတော့လှုပ်တာဒါပေမဲ့သူချောင်းပိတ်လာပြီဆိုအပလက်ကဒီဂျိုးဝိုင်းနာတောက်ကိုရောက်လာပြီဆိုတာနဲ့ဆိုအပလက်ဘက်ကနေပြီးတော့ခြေခံနေတဲ့တည်းထွက်လာတယ်ထွက်လာပြီးတော့တန်းပြီးရှောင်းထွက်သွားဒါပြောမယ်ဆိုရင်များဘသူနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ညမဖိုက်တာတွေထဲမှာဆိုရင်များဥမာဆွန်ရက်ကထိုးပြီးတော့ဒါထွက်သွားတဲ့ပုံစံမျိုးလေးတောင်မှနည်းနည်းသွားပြီးတော့သတိရမိရပုံသူထွက်သွားတဲ့ပုံစံတော်တော်လေးမြန်ပြီးတော့ကောင်းတယ် ဆိုဘလက်ကကြတော့အဓိကအားဖြင့်ဆန်ခါတက်တက်စားလို့ရှင်ပါဝါဘိုင်းမတအောင်ဆိုပေမဲ့စပီဘိုင်းကတော်တော်သားပါသူရဲ့ခြေထောက်လှုပ်ရှားမှုတွေပြီးတော့ခြေခံတဲ့စပီရေကဆန်ခါတက်တက်တော်တော်လေးသာနေရအောင်တွေ့ရတယ်ဒုတိယချိန်မှာလည်းအဲ့လိုပုံစံမျိုးနဲ့ပဲဆန်ခါတက်ကဖိထိုးဖို့ကြိုးစားနေလေသူ့ပဲထိုးခံရပြီးတော့အမှတ်ရနိုင်နေနေဖြစ်လာပြီးတော့ဒုတိယချိန်ပြီးတဲ့ချိန်မှာဗျာဆန်ခါတက်တို့ကော်နာဘက်မှာတော်တော်လေးပွဲစုနေပြီဘာလို့လဲဆိုတော့ဒီတိုင်းသူသူအမှတ်နဲ့ရှုံးတော့မှာအဲ့ဒီချိန်မှာဆန်ခါတက်ဘက်ကနေပြီးတော့အမှားထပ်ပြီးတော့လှုပ်ပါ ဘာလုံလဲဆိုတော့သူ့ဘက်ကစွတ်ပြီးတော့ဝင်တာအတခုံသိရမလားအရန်ကြီးဟိုတစ်ချက်တစ်ချက်ချင်းပြိုင်မက်ကိုဖြည်းဖြည်းချင်းခြောင်ထဲပို့တာမဟုတ်တော့ဘဲနဲ့ပြိုင်မက်ကိုဒီအိုင်းဒီဖူဝန်နဲ့ပဲဖိအားပေးပြီးတော့တောက်လျှောက်ဒီတောင်ထဲရအောင်လို့ပို့တဲ့ပုံစံမျိုးဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာတောင်ထဲရောက်တဲ့အချိန်ကြလို့ရှင်တဲ့တခါကြလို့ရှင်တော်တော်လေးထိုးနိုင်တယ်ဗောနော်ဒါပေမဲ့ထိုးတဲ့အချိန်မှာဆိုလို့ရှင်ဒီဆူပါဘလက်ဘက်ကနေပြီးတော့အရန်ကြီးပြဿနာမရှိဘဲနဲ့ဘေးကိုရှောင်ထွက်သွားနိုင်တယ်လို့ပြောလို့ရပါ အေးချိန်မှာစိတ်ဝင်စားဖို့ကောင်းတာတခုဟာဒီ spinning wicket ပြော spinning wicket ကိုမှလှည့်ပြီးတော့ကန်တာကျွန်တော်တို့ karate မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးခြေကန်ချက်တွေတုံးတယ်ပေါ့နော်အစောကတည်းကဒီ sword block ကနေပြီးတော့တစ်ချိန်နှစ်ချိန်ကန်ကြည့်ရဲဒါပေမဲ့မမိသေးဘူးပေါ့နော်ဒီတနည်းအချိန်မှာကျတော့ကျွန်တော်တို့ဒီဆန်ကားတစ်ပတ်ကလည်းလောလာတယ်လောပြီးတော့ဒီကန်ကြီးပွင့်ပြီးတော့လိုက်တဲ့အနေထားမျိုးမှာဒီလိုမျိုးတော်တော်လေးကိုလှလှပပအနေထားနေပြီးတော့ sword block ရဲ့လှည့်ပြီးတော့ခုံကန်တဲ့ကန်ချက်ကမိသွားပါ မိသွားပြီးတော့စံကတက်ကမာတယ်ဆိုပေမဲ့ကြသွားတယ်ကြပြီးတော့အမှတ်စဉ်တစ်ခါရေခံလိုက်ရပါပြောရမများရှေ့ချီတွေမှာလည်းမတားဘူးနောက်ဆုံးတစ်ချီမှာလည်းအမှတ်စဉ်တစ်ချိန်ရေခံလိုက်ရတဲ့အနေအထားမှာတော်တော်လေးကိုစံကတက်ဘက်ကပြသွားပါသူရှုံးနေမှာရှုံးတော့မယ်ဆိုတာလုံးဝချင်းစီသိနေတယ်ဒီတော့ကြောင့်မလို့တောက်လျှောက်ထက်လိုက်တယ်ပေါ့နော်ထက်လိုက်တဲ့အချိန်မှာပဲနောက်ထပ် spinning wicket နောက်ထပ်ချက်ချက်မိပါမိပြီးတော့ knock down နှစ်ခါကြသွားပြီးတော့ပွဲကဒါ swap black ဘက်ကနေပြီးတော့ထိမ်းပြီးတော့ပဲဆော့သွားပြီးတော့အမှတ်နဲ့နိုင်သွားတာဖြစ်ပါ ီပွဲမှာ Super Black အနေနဲ့ Spinning Wicket နှစ်ခါပေါ့နော် Spinning Wicket တော့မဟုတ်ဘူးပထမတစ်ခါတော့ဒါခုံပြီးလက်ကန်တဲ့ကန်ချက်ပေါ့နော်ဒီဒုတိယတစ်ခါတော့ Spinning Wicket အဲ့နှစ်ခါလုံးကိုကွတ်တိဂျောဝင်မိအောင်လို့ဖမ်းနိုင်တာတော်တော်လေးကြီးကျူးရမယ်ချက်ပါပြီးတော့နောက်ထပ်တစ်ချက်ကကျတော့ဒီစံကန်တိတ်ရဲ့သူဖမ်းနဲ့ထောင်ချောက်နေကြတဲ့ကိုအဝင်မခံမဲနဲ့ကောင်းတာတွေအမြန်ထိုးထိုးပြန်နဲ့တန်းပြန်ထွက်တဲ့အနေထားမျိုးတွေကလည်းတော်တော်လေးကိုကောင်းလာတော့တွေ့ရတယ် အရင်ပွဲရံနေလုံးဝမတူဘူးပေါ့ဗျာအရင်ပွဲတွေတော့ဆိုရင်များကျွန်တော်မှတ်မိရသလောက်ဆိုရင်ဒါကူလာတန်တို့ဒမစ်ထရီကော့ဖ်တန်တို့နဲ့ထိုးတော့ဆိုလို့ရှိရင်သူ့အနေနဲ့ဟိုဝင်းချင်းသလိုဝင်းဝင်းချင်တာလားထွက်ချင်တာလားပြီးလို့ရှိရင်ခြေကနေလက်သီးတွေလည်းဒီပွဲတော့မထွက်ပါဒီပွဲမှာကလုံးဝအလန်းစား performance ကိုပြသွားခြေကန်ချက်တွေဆိုရင်တော်တော်ပြင်းနေစံကတဲ့အနေနဲ့အပြာစူပါရေချမ်းနဲ့ထိုးတော့ခြေကန်ချက်ပါပါအဲ့လောက်စိတ်ပူရမလို့ဆိုပေမဲ့ဆူအပလက်ကြတော့တော်တော်လေးပါပါထွက်ပါ ဒီတော့ကြောင့်မလို့သူ့အနေနဲ့တောက်လျှောက်တတိထားနေရင်းနဲ့ကိုဒီ spinning wicket တွေကခံရတာဘာလို့ခံရလဲဆိုတော့ဒီ super black ကညာချင်ညာနဲ့ရှေ့ထားတဲ့စောက်ဘောသမားအောက်ကျတော့သူ့ဘယ်ခံလို့ရှိရင်ကြတော့ဒီပြိုင်ဘက်ပေါ့နော်15တက်ရဲ့ညာညာကိုသွားပြီးတော့ဥတီပြီးတော့ထိရပေါ့နော်ဒါပေမဲ့သူလှည့်ကန်ရင်ကြတော့ဘယ်ဘက်ကိုသွားထိရအောက်ကျတော့ဘယ်ညာတောက်လျှောက်အမြင့်သူ့ကိုကန်နေတဲ့အချိန်မှာသူ့အနေနဲ့ဒါပွဲဖြတ်ဖို့လဲလောလာတဲ့အချိန်မှာတိတ်ပြီးတော့မဝေခွဲနိုင်တော့ဘူး အေးအခြေအနေမျိုးမှာသူ့ကိုဒီ spinning wicket တွေကတောက်လျှောက်ထီတာဖြစ်ပါဒီဘွဲမှာဆိုလို့ရှိရင် game land ဘိုင်းရောလှောက်ရှားသွားတဲ့ပုံစံဘိုင်းရောသူ့ plug ကတော်တော်လေးကိုကောင်းပါကျွန်တော်အနေနဲ့ပွဲမတိုင်ခင်တော့ကလည်းတကယ်ကိုသူ့ plug ကမလွယ်တော့ဘူးလို့တကယ်ထင်ခဲ့ဘာလို့လဲဆိုတော့ရှေ့ရပွဲရဲ့ performance တွေအရောပြီးတော့စံကာသိရတာပေါ့ဆိုရင်လက်သည့်အနေထားရောလုံးဝမလွယ်တော့ဘူးလို့တကယ်ထင်ခဲ့တဲ့အတွက်ကြောင့်မလို့နိုင်မလွယ်ဘူးလို့လည်းကျွန်တော်ပွဲချုပ်သုံးစားချက်ပေးခဲ့တယ်ဒါမဲ့ဒီပွဲမှာဆိုရင်တော့ဒါ ွဲစီစဉ်သူတွေအကုန်လုံးရောကွန်မန်တေတာတွေအကုန်လုံးကဒါဆိုဘလက်အနေနဲ့ပြန်ပြီးတော့ခံဘက်ပြန်လာပြီဆိုပြီးတော့တော်တော်များများကဒါအသိမှတ်ပြုလိုက်ကြပြီပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတကယ်သဘောကျမိတယ်ပြီးတော့ပို့ပြီးသဘောကျတာကဒါဝမ်းချမ်းမဲရှစ်ကနေပြီးတော့စင်တင်ခြင်းနေတဲ့ဆန်ကတဲ့အနေနဲ့ဒီပွဲမှာတော်တော်လေးကိုအပိုးချိုးသွားတဲ့အနေအထားတစ်ခုမှရှိတယ်ရော်ထန်နေနဲ့လည်းတော်တော်လေးမျက်နှာမကောင်းဘူးပေါ့နော်ဒီ spinning wicket ထိပြီးတော့ဒုတိယကြိမ်တော့ down ကြတော့ဆိုရော်ထန်ရဲ့မျက်နှာကတော်တော်လေးကိုဒါ ပုံစံပြတ်နေတဲ့အနေထားပါတော့တော်တော်လေးမျက်နှာ expression ကမကောင်းဘူးဒါစံကတဲ့အနေနဲ့လည်းသူ့အနေနဲ့တကယ်ဒီလိုမျိုးကစ်ပေါင်းစာပြီးတော့မွေထိုင်းကောင်းကောင်း share train ထားတဲ့လူတွေနဲ့ဆိုရင်တော့အဆင်သင့်မဖြစ်သေးဘူးဆိုတော့သူ့ကိုယ်သူတော့တည်သွားတော့ပြီဒါပွဲပြီးတော့နည်းနည်းဒါဟိုနေရဆိုပြီးတော့တော့မှဒါသတင်းတွေတက်နေတာတွေ့ရတယ်ပေါ့နော်သူအပလက်နေနေတော့ဘလို့ပဲနေနေတကယ်တမ်းကဝမ်းချင်မရှိကတဲပြီးတော့ကတော့ဆန်ကတက်ကိုရိုးတည်ခြင်းလို့တဲပြီးတာတော့ချင်းစီပေါက်ပဲ ဒါပေမဲ့သူ့ဘက်ကဒီအခွင့်အရေးကိုယူပြီးတော့အကောင်းဆုံးလုပ်ပြလိုက်တဲ့အချိန်မှာသူ့အနေနဲ့ဒါရှုံးပွဲဆက်စံချိန်ကိုရပ်တန့်ပြီးတော့နိုင်ပွဲကိုပြန်လည်ပေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုလက်ရည်မျိုးနဲ့ဆိုရင်တော့မဆိုးဘူးလို့ပြောရမယ်။ဒီပွဲမှာလက်သီးထိုးချက်တွေထိရဆိုပေမဲ့လည်းသူ့အနေနဲ့အကောင်းဆုံးရှောင်တိမ်ပြီးတော့ကစားသွားတာကတော်တော်လေးချီးကျူးရမှာ။တချို့ချောင်းပိတ်ထိုးတဲ့ထိုးချက်တွေဆိုဒါတော်တော်လေးထိတာရည်လည်းရှိရပါတော့။ဒါပေမဲ့သူ့အနေနဲ့ခက်မြန်မြန်ပဲခွာပြီးတော့ဆော့တယ်။ပြီးတော့ခြေကန်ချက်တွေကိုတော်တော်လေးကိုအဆင်ပြေပြေနဲ့တုံးပြသွားတာဖြစ်ပါ ဒါဒီဘွဲမှာတော့ကျွန်တော်ရဲ့ဘွဲဆိုသုံးသန်းချက်ကလုံးဝကိုမှားယွင်းသွားပြီးတော့ super black ကတော်တော်လေးကိုတက်တည်ပြနိုင်ခဲ့တာဖြစ်ပါကျွန်တော်အနေနဲ့တော့ဒါတော့ထိုင်းရောက်မှဖြစ်တဲ့ဆန်ကသစ်ကိုနိုင်တာနဲ့တော်တော်လေးကျေနပ်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒါမင်းညာထိုးတက်သွားတဲ့ super black နဲ့ဆန်ကသစ်တို့ရဲ့ဘွဲမှာဒါ super black အနေနဲ့ spinning wicket တွေတောက်လျှောက်ကန်ပြီးတော့ဒါပြိုင်ဘွဲကို knock down နှစ်ခါအကြောင်းလုပ်တယ်ပြီးလို့ရှိရင်အမှတ်နဲ့နိုင်သွားတဲ့အကြောင်းအဓိကပြပြပေးသွားတာဖြစ်ပါခြေခံချက်တွေကတကယ်ကိုမိုက်ပါ အဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးထားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel ကိုလည်း subscribe လုပ်တာပေးပါအားလုံးကိုကျေးဇူးတင်ပါ